ြည်စမရဲ့ပြည်သက်တွေအားလုံးမင်္ဂလာပါခင်ဗျာအပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့သတင်းမများကိုတိုက်ဖြတ်ခြင်း Miss Information Buster စီစဉ်ကိုတင်ဆက်ရမယ့်အချိန်ရောက်လာပါပြီဒီတစ်ပတ်မှာတော့အရသာတိတ်ဆုံးမှုကိုလှစ်လျူရှုပြီး ROE နဲ့ကိုက်ညီတယ်လို့စေအုပ်စုဝါဒဖြန့်ကျက်အသွင်ပြောင်းလာတဲ့အကြောင်းနဲ့အတူ မိုးတေတရာထပ်ပိုင်းကျိုးကြတယ်ဆိုတဲ့သတင်းမှအကြောင်းနဲ့စံတုထုတ်လုပ်နေတဲ့ရုပ်တံဖိုင်ဟာမှားရွေးနေတဲ့အကြောင်းစတဲ့သပတ်အတွင်းမှာစစ်ဆေးပြုစုထားတဲ့အချက်လက်တွေကိုကျွန်တော်ဆိုင်ခန့်ကတင်ဆက်သွားမှာပါ။ဒီလိုကြောင်မှရှိတဲ့မိုးတေတရာဟာမိုင်းခွဲခံရပြီးထပ်ပိုင်းကျိုးကျသွားတယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်မှာပြန့်နှံ့နေခဲ့ပါတယ်။ Snow Queen ဆိုတဲ့ Telegram Channel ကနေတီဘောမျိုးနယ်နဲ့နမတူမျိုးနယ်ကိုဆက်သွယ်ထားတဲ့ ိုးတေတရာမိုင်းခွဲဖြက်စီးခံရတယ်လို့ကြိုးကျနေတဲ့တရာပုံနဲ့အတူရေးသားပြန်ဝေခဲ့ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပန်နဲ့ Global Reporter website တွေကနေလည်းတရာနဲ့ပတ်သက်ပြီး TLL ကဖြက်စီးခဲ့တယ်လို့ရေးသားပြန်ဝေထားပါသေးတယ်။ဒီပုံကိုမြေစီမကအချက်လက်စစ်ဆေးခဲ့ပြီးသတင်းထုတ်ဖြစ်ကြောင်းတွေ့ရပါတယ်။ဒီဘောနဲ့နံပါတ်2မျိုးကြားကိုဆက်ထားတဲ့မိုးတေတရာကြိုးကြတာမရှိဘူးလို့ရွှေပြည်မြေသတင်းဌာနကနေမြေပြင်အခြေအနေကိုသိရှိသူတူဦးနဲ့ဆက်သွယ်မေးမြန်းပြီး ဖော်ပြထားပါတယ်။ဒါပြင်ကြိုးကျသွားတဲ့တရားကိုရှာဖွေစစ်ဆစ်တဲ့အခါမှာရခိုင်ပြည်နယ်တန်တွဲကွာလမ်းပေါ်ကကျိန်းလိတရားဖြစ်နေတာကိုတွေ့ရပြီးကြိုးကျသွားတဲ့တရားပုံစံတူနေပေမဲ့ရိုက်ထားတဲ့တပ်ပုံဟာရှုထောင့်မတူတာကိုတွေ့ရပါတယ်။ဒါကိုတော့အေယာဝတီသတင်းဌာနကနေဖော်ပြထားပါတယ်။နောက်ပြီးမြန်မာ Prax Photo Agency ကနေလည်းကြိုးကျသွားတဲ့တရားဟာမိုးတိမ်တရားမဟုတ်ဘဲကျိန်းလိတရားဖြစ်တဲ့အကြောင်းထပ်မံပြီးအချက်အလက်စစ်ဆေးထားပါသေးတယ်။ ။ဒါကြောင့်တီဘောနဲ့နမတူမျိုးကြားမှာရှိတဲ့မိုးဒေသဟာ TLL မိုင်းခွဲလို့ထပ်ပိုင်းကြိုးကျသွားတယ်ဆိုတဲ့သတင်းဟာအမှန်တကယ်မဟုတ်ပဲရခိုင်ပြည်နယ်ကကြိုးကျခဲ့တဲ့သတင်းကို ပြန်လည်ဖော်ပြပြီးသတင်းမှပြန်ဝေထားတာဖြစ်ပါတယ်ခင်ဗျာ TikTok နဲ့ Facebook မှာအရင်ကတည်းကပြန့်နှံ့နေခဲ့ပြီးကြီးစုသူတွေအတွက်စိုးရိမ်စရာဖြစ်ပေါ်စေတဲ့ရုပ်သံဖိုင်တစ်ခုရှိပါတယ်အဲ့ဒါကတော့စံအတုထုတ်လုပ်နေတယ်ဆိုတဲ့ရုပ်သံပါ reaction by samdeep ဆိုတဲ့ TikTok အကောင့်ကနေတတိထားကြပါစိတ်ပူလို့ပါလို့ရေးထားပြီးရုပ်တံဖိုင်တစ်ခုကို ဖြန့်ဝေထားပါတယ်ဒီလိုအလားတူဖြန့်ဝေမှုတွေကိုလည်းများပြားတွေ့နေရတာပါရုပ်တံဖိုင်ထဲမှာတော့ plastic စွန့်ပစ်ပစ္စည်းတွေကိုအဖြူရောင်အချောင်းအဖြစ်အဖြူရောင်အချောင်းတွေကနေအဖြူရောင်အစိတွေအဖြစ်ပြောင်းလဲထုတ်လုပ်နေတာပါမြေစီမာကဒီရုပ်တံမှာပါဝင်တဲ့ရုပ်ကတ်တွေနဲ့အချက်လက်တွေကိုစစ်စစ်တဲ့အခါမှာဒါဟာဆန်အတု ထုတ်လုပ်တာမဟုတ်ကြောင်းတွေ့ရပါတယ် Smarter Walker ဆိုတဲ့ Facebook စာမျက်နှာကနေဖြန့်ဝေထားတဲ့ရုပ်သံတစ်ခုမှာဒါနဲ့ထပ်တူညီတဲ့ရုပ်ကတ်တွေပါဝင်တာတွေ့ရပါတယ်။စွန်ပြ plastic တွေကိုအဖြူရောင်အလုံးလေးတွေဖြစ်ပြန်လည်ထုတ်လုပ်နေတာလို့လည်းရေးသားထားပါတယ်။ဒီအကြောင်းကိုလေ့လာကြည့်တဲ့အခါမှာဒါဟာကော်စေ့တွေဖြစ်ပြန်လည်ထုတ်လုပ်တာဖြစ်ပြီးအသုံးပြုသူတွေအနေနဲ့အယောင်ဆိုးရလွယ်ကူအောင်အဖြူရောင်အဖြစ်ထုတ်လုပ်တယ်လို့သိရပါတယ်။ Ocean Material နဲ့ Plexus for Change ဆိုတဲ့ website တွေကနေလည်းဒီလိုကော်စစ်တွေကိုပြန်လည်အသုံးပြုတဲ့ပစ္စည်းအဖြစ်ရောင်းချနေတာကိုတွေ့ရပါတယ်။ဒီဥတ္တံကိုကြည့်ရင်စံစစ်တွေလို့ထင်ရပေမဲ့တေချာကြည့်ရင်ဒါဟာစံအတုမဟုတ်ဘဲအဖြူရောင်အလုံးလေးတွေပဲဖြစ်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီဥတ္တံ file ဟာစွန့်ပစ်ပစ္စည်းတွေအသုံးပြုပြီးကော်စစ်တွေအဖြစ်ထုတ်လုပ်တာကိုစံအတုထုတ်တယ်လို့ပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ စကိုင်းတိုင်းချောင်းမြို့နယ်ဘုံတူကြီးရွာမှာတရင်ကျုတ်လာပြညကလေးချောင်းတိုက်ခိုက်ခံရပါတယ်။ဆီယနာရှင်စန့်ကြီးစီမီတပိတ်ပြုတ်လုနေချိန်မှာစစ်ကော်မရှင်တပ်အနောက်မြောက်တိုင်းစစ်ထနာချုပ်ကနေစက်တက်လေထီးပါရာမော်တာနဲ့120မမဘုံဒီနှလုံးကျဲချပြီးတိုက်ခိုက်ခဲ့တာပါ။ဒီတိုက်ခိုက်မှုကြောင့်တေဆုံးသူ40ဝန်းကျင်ရှိခဲ့ပြီးအများအပြားဒဏ်ရာရရှိခဲ့ပါတယ်။တေဆုံးသူတွေထဲမှာ ကလေးငယ်တွေအမျိုးသမီးတွေအရက်သားတွေနဲ့စီဒီယန်ကျောင်းဆရာတွေပါဝင်တယ်လို့အုတ်ချုပ်ရေးအဖွဲ့ဝင်တွေတပိတ်ကောမဒီဝင်တွေကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့လည်းပါဝင်ပါတယ်။ဒီအကြောင်းကိုစေအုပ်စုထောက်ခံတဲ့ Telegram Channel တွေမှာစေအုပ်စုရဲ့လောက်ရက်ကိုချီးကျူးထောက်ခံရေးသားပြောဆိုမှုတွေတွေ့ရပါတယ်။ဘုံကျဲခံရသူတွေဟာအရက်သားတွေမဟုတ်ဘဲ PDF တပ်ဖွဲ့ဝင်တွေတပိတ်သမားတွေနဲ့ PDF တွေကိုထောက်ခံသူတွေဖြစ်တာကြောင့်အခုလိုဘုံကျဲရတဲ့အကြောင်း PDF တွေစုဝေးနေလို့စီးရေးပြမှတ်ကိုဘုံကျဲတာကြောင့်စစ်မီပြင်တိုက်ပွဲစီးမြင်တွေ ROE နဲ့ကန့်ညီတဲ့အကြောင်းနောက်ပြီးမသေးခြင်းအလင်းဝင်အလင်းဝင်ခြင်းအသေးခံကြလို့ဆိုပြီးချင်းချောက်ရေးသားထားတာတွေတွေ့ရပါတယ်။နောက်ထပ်တစ်ခုကတော့တေဆုံးသူတွေထဲမှာ PDF 6ရောက်တပိတ်သမား4ရောက်နဲ့ CDM 1ရောက်ပါဝင်တာကိုပဲဖော်ပြပြီး တကယ်တမ်းတည်ဆုံသူတွေထဲမှာအမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင်အယက်သားတည်ဆုံမှုကိုတော့လှည့်လည်ရှုထားတာကိုတွေ့ရပါတယ်။အရင်ကစေုပ်စုကျူးလွန်ခဲ့တဲ့အစိုးလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုတွေမှာစစ်လော်ဘီတွေဟာစစ်တပ်ကကျူးလွန်တဲ့ပြစ်မှုမဟုတ်ကြောင်းပြွင်တွင်ပြောဆိုကြတာပါ။စည်ကြီးလိုလေးချောင်းတိုက်ခိုက်မှုမှာလက်နက်တိုက်ရှိလို့ဆိုတဲ့ဆွဆွဲကြက်မျိုးတွေအိုးထိန်တွင်စာတင်ချောင်းတိုက်ခိုက်ခံရမှုကိုစာတင်ချောင်းမှာထားတဲ့လက်နက်တိုက်ပောက်ကွဲမှုအဖြစ်ပုံဖော်ထားတွေပါ။ အခုဘုံတိုရွာဖြစ်စင်မှာတော့ဘုံရွာအခြေစိုက်အနောက်မြောက်တိုင်းစစ်ထနာချုပ်ကနေတက်လာတဲ့ဆက်တက်မော်တာဖြစ်ကြောင်းထင်ရှားနေပြီးကျူးလွန်သူဟာစစ်ကော်မရှင်ဖြစ်ကြောင်းညင်းမြရတဲ့အချက်လက်တွေရှိနေပါတယ်။ဒီလိုအချိန်မှာစစ်လော်ဘီတွေရဲ့ဝါဒဖြန့်မှုဟာပြောင်းလဲလာပါတယ်။စစ်ရေးပြမှတ်ကို တိုက်ခိုက်တာ PDF တွေတေဆုံးတာကိုထောက်ပြပြီးစစ်မြေပြင်တိုက်ပွဲစီးမြင် AOE နဲ့ကန့်ညီတယ်လို့ဖော်ပြပါတယ်။ကလေးငယ်တွေအပါအဝင်အရသာတေဆုံးမှုကိုတော့မသိချင်အောင်စောင့်ထားတာတွေ့ရပါတယ်။ ထိခိုက်သေးဆုံးမှုဖြစ်စဉ်အမှန်ကိုအခြေခံထားပြီးကျူးလွန်သူဟာအပြစ်မရှိကြောင်းကိုတည်တည်ထူကြပါရယ်စစ်ကော်မရှင်တပ်ရဲ့အာဝီကိုအများပြည်သူသိရှိအောင်ချပြထားတာမတွေ့ရပါဘူးဒါပေမဲ့လည်းစစ်ကောင်းဆောင်တွေအပါအဝင်လက်ဝေခံမီဒီယာတွေနဲ့လော်ဘီတွေကတော့တိုက်ပွဲစီးမြင်းတွေနဲ့အညီဆိုတဲ့သကကလုံးကိုတော့အခအခွင့်တင်တိုင်းအသုံးပြုလို့ရှိပါတယ်စစ်ကော်မရှင်ကိုထောက်ခံတဲ့ပြည်ချစ်သားဆိုတဲ့ဝက်ဘ်ဆိုက်မှာတော့ဒါနဲ့ပတ်သက်ပြီးနံပါတ်1ရန်သူကိုသာတိုက်ခိုက်ပါ နံပါတ်2စည်ရည်မှန်းချက်များကိုသာတိုက်ခိုက်ပါနံပါတ်3အရက်သားများကိုကာကွယ်စောင့်ရှောက်မှုပေးပါနံပါတ်4စစ်ပွဲဆိုင်ရာဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ပါနံပါတ်5စစ်ပွဲဆိုင်ရာဥပဒေနှင့်အညီလှုပ်ဆောင်ပါဥပဒေချိုးဖောက်ကြောင်းတန်တရားရှိရင်အထက်အရာရှိတွေစီတရင်ပို့ပါနံပါတ်6အရက်သားပိုင်ပစ္စည်းတွေကို လေးစားပါနံပါတ်9လက်နက်ချလာသူကိုမတိုက်ခိုက်ရနံပါတ်8မိမိကိုယ်တိုင်ဖြစ်စေမိမိတက်ဖွဲ့မိမိတက်ကိုပူပေါင်းနေတဲ့တက်ဖွဲ့ရဲ့တက်ဖွဲ့ဝင်နေတဲ့ပစ္စည်းတွေကို ကာကွယ်ခြင်းကလွယ်လို့စေယုံတွေပလီတွေခရစ်ယာန်ဘုရားကျောင်းတွေအထွတ်မြတ်ထားတဲ့နေရာတွေစာသင်ကျောင်းတွေပြတိုက်တွေအမျိုးသားအထိတ်မှတ်တွေနဲ့တခြားသောတမိုင်းဆိုင်ရာနဲ့ယဉ်ကျေးမှုဆိုင်ရာနေရာတွေကို မတိုက်ခိုက်ရဆိုပြီးဖော်ပြထားပါတယ်။ဒါတွေကိုကြည့်ရင်တော့ဘုံတို့ရွာဖြစ်စဉ်မှာအရက်သားတွေအများပြားထိခိုက်ဒေဆုံးတာကြောင့်ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ပြက်ကွက်ပြီးဒီစီမင်းကိုချိုးဖောက်လိုက်တာအတိတ်တာပါ။ အာဝီဆိုတာဟာစစ်မြေပြင် တိုက်ပွဲစီးမြင်ဒါမှမဟုတ်ထိတွေ့တိုက်ခိုက်မှုစီးမြင်လို့လည်းသုံးနှုန်းကြတဲ့ rule of engagement ပါဒီစီးမြင်ဟာများသောအားဖြင့်နိုင်ငံတကာစစ်ဥပဒေလက်နက်ကိုင်ပြည်ပခဆိုင်ရာဥပဒေလို့ခေါ်ဆိုလို့ရှိတဲ့နိုင်ငံတကာစစ်စည်းကမ်းဥပဒေတွေနဲ့ Geneva Convention Protocol တွေကိုအခြေခံပြီးရေးဆွဲပါတယ်ဒါတွေရကြည့်မယ်ဆိုရင်အရက်သားတွေစုဝေးနေတဲ့နေရာကိုပိတ်မှတ်ထားတိုက်ခိုက်တာ စစ်သားတွေနဲ့အရက်သားတွေတေဆုံးမှုမှာ အချိုးအစားမမျှတာပဲအရက်သားတေဆုံးမှုများပြားလုံးနေတာကြိုတင်တတိပေးမှုမရှိပဲလေချောင်းကနေဘုံကျဲချတာတွေဟာအရက်သားတေဆုံးမှုကိုဂရုမစိုက်ဖဲလိုက်နာရမယ့်စီမင်းစည်းကမ်းတွေကိုချိုးဖောက်ခဲ့တာပဲဖြစ်ပါတယ်ဘုံတို့ရဖြစ်စင်မှာကျူးလွန်သူဟာစစ်ကော်မရှင်ဖြစ်ကြောင်းငင်းမရတဲ့အခြေအနေတွေမှာလော်ဘီတွေဟာအမျိုးသမီးနဲ့ကလေးငယ်တွေအများအပြားတေဆုံးမှုကိုမတိကြုံပြူပါတယ် သေဆုံးသူတွေထဲမှာကာကွယ်ရေးတပ်သားပါဝင်တာကိုလုံးချပြီးအကုန်လုံးကိုအကြမ်းဖက်သမားတွေလို့ကောင်းစင်တက်ပါတယ်။နောက်ပြီးရန်သူကိုစီးမြင့်တွေနဲ့အညီခြေမုံချောင်းတတ်တေထူကြပါတယ်။စစ်စီးမြင့်တွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီးနောင်လာမဲ့မိန်ကုန်းတွေမှာလည်းစစ်ကောင်းဆောင်တွေစီကထိတွေ့တိုက်ခိုက်မှုစီးမြင့် ROE တွေနဲ့အညီဆိုတဲ့စကားလုံးကို ရိုးအီနေအောင်ကြားရအောင်မှာပဲဖြစ်ကြောင်းပြောရင်းဤကုန်ချိုးလိုက်ပါရစေ။ ဆက်ခဲ့တာကတော့တပတ်အတွင်းမြစည်းမကဖော်ထုတ်ခဲ့တဲ့သတင်းမှားတွေအကြောင်းကိုတင်ဆက်ခဲ့တာပါကြည့်ရှုသူတွေအနေနဲ့ဒီစီစဉ်ကိုသတင်းတုသတင်းမှားတွေတွေ့ရှိခဲ့ရင်ဒါမှမဟုတ်တန်ရရှိတဲ့သတင်းတွေကိုစစ်ဆေးပေးဖို့ပေးဖို့နိုင်ပါတယ်ပေးဖို့မယ်ဆိုရင်တော့ဒီမှာဖော်ပြထားတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့သတင်းအကြောင်းအရာကို link နဲ့တကွပေးပို့လို့ရတဲ့အကြောင်းသတင်းပါပြစီခင်ဗျာ လွတ်တော်မီဒီယာရဲ့ဆက်လက်ရည်တည်နိုင်ဖို့ပြည်သူတွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝင်ပြည်သူတွေကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။